မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်မြန်မာနိုင်ငံကိုဒီကနေ့ရောက်ရှိရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံအထူးကိုယ်စားလှယ်ဂျူလီပီရှော့ကမြန်မာနိုင်ငံကို ABC ရဲ့နေမှာတွားရောက်မှာဖြစ်ကြောင်းကုလသမဂ္ဂတွင်မှုချုပ်အန်တိုနီယိုဂူတာရက်စ်ကထုတ်ပြန်ကြေညာပါတယ်။ ူမရဲ့ခရီးစဉ်ကငြိမ်းချမ်းရေးနဲ့ဆွေးနွေးညှိနှိုင်းမှုတွေအတွက်ကုလသမဂ္ဂရဲ့ကတိကဝတ်တွေကိုအားဖြည့်ဖို့ယူရကြောင်းထုတ်ပြန်ကြမှာဖော်ပြပါရယ်ဘီရှော့ရဲ့ခရီးစဉ်နဲ့ပတ်သက်တဲ့အသေးစိတ်အစီအစဉ်တွေကိုထုတ်ပြန်ထားခြင်းမရှိသေးတော့လဲတူမအနေနဲ့ခရီးစဉ်အတွင်းမြန်မာစစ်ကောင်စီဖွဲ့ဝင်များနဲ့တွေ့ဆုံပွဲရှိနေပါရယ်ဘီရှော့ကကုလသမဂ္ဂအထူးကိုယ်စားလှယ်တန်ဦးဖြစ်သူဩစတြေးလျမျိုးသားတက္ကသိုလ်ရဲ့အဓိပတိလည်းဖြစ်တဲ့ဆောင်ရွက်နေပါရယ်တူမကတက်တူရင်ကုမ္ပဏီတွေမှာအကြံပေးဆောင်ရွက်နေပြီးအဲဒီကုမ္ပဏီတချို့ကမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံပ ပိုင်ကုမ္ပဏီတွေနဲ့ဆက်စပ်နေတဲ့အတွက်၎င်းကအကျိုးစီးပွားပဋိပက္ခတွေရှိနေနိုင်တယ်လို့ဆွဆွဲချက်တွေထွက်ပေါ်နေပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့သခိုင်းငလင်ကြီးနဲ့မြို့မန္တလေးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖြိုပြက်နေတဲ့အဆောင်ကြီးကိုလူအုပ်ကြီးကဝိုင်းနေတဲ့အဆောင်ကအခုခါမှာအုပ်ပုံကြီးတစ်ခုဖြစ်မြင်တွေ့နေရပြီးထိုးထောင်ထွက်နေတဲ့တန်ချောင်းတွေကိုကြည့်ပြီးအရင်ကဘယ်လိုအဆောင်ဖြစ်နိုင်နေဆိုတာကိုခံမှန်းကြည့်လို့ရတယ်။အဆောင်အပြက်အနီးကိုကတ်ကြည့်လိုက်တဲ့အခါအပုံနဲ့တချို့ကနှာခေါင်းထဲဝင်လာတဲ့အဲ့ဒီအပြုတ်ပြက်ချားတွေကနေမိကိုတွေဥထွက်လာတာကိုလည်းမြင်ရပါတယ်။ဒါကသမိုင်းတလျှောက်ဖြာအပြင်ဆုံးငလင်ကြီးကိုလှုပ်ပြီးတပတ်ကျော်အကြာကမန္တလေးမြို့တနင်္လာရီအမြင်ကွင်းဖြစ် ပါတယ်။မန္တလေးမြို့ရဲ့လမ်းအလုံးကြီးပါမှာငလင်ကြီးကြောင့်အဆောင်ပြတ်အရှိနဲ့လမ်းမတွေမတွင်ရပါဘူး။တကယ့်ကိုမြို့ပြတ်ကြီးတစ်ခုလုံးတွင်နေရတာဖြစ်ပါတယ်။လမ်းတွေပေါ်မှာတော့ငလင်ကူညီရေးဆိုင်ပုတ်တက်ထားတဲ့ကားတွေ၊ကင်ဆယ်ရှင်တွေ၊မိသက်ကားတွေနဲ့အရေးပေါ်ကားတွေကိုမကြာခဏတွင်နေရပါတယ်။ကွင်းပြင်ကျကျတွေမှာတော့ငလင်ဘေးရှောင်ပြည်သူတွေရဲ့ယာယီနေထိုင်ရာထီးကြီးတွေကိုတွင်နေရပါတယ်။မလ28ရက်နေ့တောက်ကြာနေ့မြင်းငလင်လှုပ်ပြီးအထီး ပုံမှန်အတိုင်းလည်းပတ်နေပါတယ်မကြခင်ဖြန့်အပြင်းလာတဲ့မြင်းကလင်းကြီးလာတော့မယ်ဆိုတာဘသူမှမသိပါဘူးမန္တလေးမြို့ကလူငယ်တအုပ်ကအဲ့ဒီအချိန်ကကျွန်တော်ကျောင်းပေးမှတငယ်ချင်းတယောက်နဲ့ကားမောင်းနေတဲ့အချိန်ပဲရုတ်တရက်ပါဖြစ်သွားလဲမသိလိုက်ဘူးကားကြီးလှုံလာတယ်နင်းနေကြမှာကားရက်ပြီးအောက်ဆင်းပြေးတာလမ်းပေါ်လဲချက်ချင်းလူအပြည့်ဖြစ်သွားတယ်တတိပြန်ဝင်လာတဲ့အချိန်မှာကျုံးထဲကနမ်းမြူရိုးတွေပြိုကျနေပြီးအိမ်ပြန်တော့လမ်းမှာတိုက်တွေ့ပြိုဇက်တိုက်တွေ့နေရတယ်၅မိနစ်လောက်တွင်မှာမြို့ပြက်ကြီးဖြစ်သွားတယ်လို့ငလင်ကြီးလှုပ်ချင်အတွေ့အကြုံကိုပြောပါတယ် အိမ်ပြန်ရောက်တဲ့အချိန်တွင်မှအတွင်းပိုင်းပြက်စီးနေတဲ့အိမ်ကိုတွေ့ရတယ်လို့သူကပြောပါတယ်။လူရင်းအားလုံးမိနစ်ပိုင်းတွင်မှလမ်းပေါ်ရောက်လာကြပြီးဘာလို့လို့လုံးရမလဲမသိတဲ့အခြေအနေပါ။ခဏကြာမှတော့ပရာဟိတလူမှုကင်ဆိုင်အဖွဲ့တွေကားတွေအစမပြတ်ထွက်လာတယ်။မန္တလေးတက္ကသိုလ်ပါဝင်83လမ်းမှတခြားမိခိုးတွေဥထွက်လာလို့မိသက်ကားတန်တွေလည်းနေရာဆောင်ကဆူညံလာပါတယ်။မိနစ်အနည်းငယ်တွင်မှနောက်ထပ်ငလင်းကြီးတစ်ခုထပ်လုတာကြောင့်ကဘာပြက်တလို့ဖြစ်ကုန်တယ်။တကယ်တော့7မိနစ်လောက်တာချတဲ့ငလင်းကြီးနှစ်ခုကရှေ့ကငလင်းကြီးကအဆောင်းနေကိုရှိုင်းနဲ့တွောင်းအောင်လှုပ်ရမ်းလိုက်ပြီး နောက်ကငလင်ကြီးကအဆောင်တွေကိုဖြိုချလိုက်တာဖြစ်ပါတယ်။ဖုန်း၊အင်တာနက်၊မီဒီယာအလုံးပြတ်သွားပါတယ်။တမျိုးလုံးကမိနစ်ပိုင်းတွင်မြို့ပြကြီးဖြစ်သွားပါတယ်။ခဏကြာတော့မြို့တွင်က Sky Villa ကွန်ဒိုကြီးပြိုကျပြီးလူတွေတည်တယ်ဆိုတဲ့သတင်းစထွက်လာပါတယ်။ကောလာဟာလမျိုးစုံလည်းထွက်လာပါတယ်။နောက်တန်ငလင်ကြီးထက်လုံအောင်မယ်ဆိုတဲ့ကောလာဟာလကတော့ပြည်သူတွေကိုစောက်တီးရမရောက်ပို့ပြီးတော့ကြောက်စီနေပါတယ်။ ဘနနာယီနေငလင်လောက်တော့မယ်ဘယ်နေ့မုံတိုင်းလာအောင်မလဲဆိုတဲ့သတင်းမှတွေကိုရက်ကွက်တဲ့လော့စပီကာနဲ့ကိုအော်နီသူတွေလည်းရှိပါတယ်ငလင်ကိုဘယ်ပညာရှင်မှသုတ်တင်ခံမနိုင်တာမသိတာမို့ငလင်လောက်မယ်ပြောနေတာဟာသတင်းမှဖြတ်နေနေဆိုတာကိုလိုက်ကြည့်ညာပြီးနေသူတွေမသိပဲရုံယုံကြည်ကြည်သတင်းမှဖြတ်နေကြတာဖြစ်ပါတယ်အဲ့လိုဆိုရင်ငလင်တင့်ပြီးသူတွေကြောက်ပြီးနေစရာမရှိတော့ပါဘူးငလင်ကြီးအပြီးမှာစစ်ကောင်စီရဲ့ရန်တရားအလုံးပြောက်ကုန်ပါတယ်ကံကောင်းတာတစ်ခုကဒီငလင်ကြီးနှစ်ခုကနေကင်းပတ်လှုပ်လို့တက်တာတာပါညာဘက်ကြီးမှသာလှုပ်ခင်းရင်မတွင်ဝင်အောင်ပါ အိမ်ပြိုသူတွေလည်းကိုနီကိုဟန်နဲ့လမ်းပြီးမှအိမ်နိုင်ဖို့ဘေးကင်းမဲ့တဲ့နေရာရှာရပါတယ်။ဘယ်အစိုးရဖွင့်ဖွင့်စည်းမှမရှိသလိုကုညီပေးမဲ့သူလည်းမရှိခဲ့ပါဘူး။ငလင်ကြီးကြောင့်ပြည့်စုံမှုများစွာ ကြုံနာကနေအိမ်တွင်ဟိုတယ်တွင်စတဲ့နေရာတွေအများဆုံးပြိုကျခဲ့ပါတယ်။ဒါအပြင်လူမတိသူမတိလောင်းကစားရုံတွေလည်းမလွတ်ပါဘူး။အောင်မြီတာဆန်မြို့နယ်88လမ်း7လမ်းကြီးကအထက်မြင့်အဆောင်တစ်ခုပြိုကျပြီးအဲ့ဒီထဲမှာလောင်းကစားဝိုင်းအများပြားရှိရလို့သိရပါတယ်။အဲ့ဒီအဆောင်ကိုမလ29ရက်နေ့ကရက်ွက်နေပြည်သူတွေရဲ့ပြောကြားချက်အရခေစိန်အဖွဲ့တခုလာကြည့်ပေးသွားပြီးမြေ ဆက်ပြီးမလုပ်တော့ပဲပြန်သွားတယ်လို့သိရပါဗျ။မလ30ရက်နေ့မှာတော့အဆောင်ပြတ်တီးကအပုံနဲ့နေထွက်လာတဲ့အိန္ဒိယကယ်ဆယ်ရေးဖွဲ့လာကြည့်ခဲ့ပြီးမြဲအသက်ရှင်သူမရှိဘူးဆိုပြီးပြန်သွားတယ်လို့ရက်ခွက်နေပြည်သူတအုပ်ကပြောပါတယ်။ဘသူတွေတွေ့ပြီးဘယ်နှယောက်လဲဆိုတာဘသူမှမသိဘူးပြည်နေတဲ့ဆိုင်ကအရေးအတွက်နဲ့ရမ်းပြီးခံမှန်းနေကြတာအဲ့ဒါကနာမည်ကြီးဂျင်ဝိုင်းလို့ရက်ွက်နေသူတွေကပြောပါတယ်။ချန်ဤတာဆန်မြို့နေတွေက တဲကိုကန်တခုပါ၊နိုင်ပိုင်းနဲ့အငားရပြီးအများအားလူပြည့်နေတဲ့နေရာဖြစ်တယ်လို့သိရတယ်။အဲ့ဒီတဲကိုကန်ပြိုကျမှုမှာလည်းသေဆုံးသူများပြီးလူဦးရေအတိအကျကိုဘယ်သူမှမသိရပါဘူး။ဒီမြို့နယ်တွေကတင်ပြူဟိုတယ်ကတော့အေဗီလာဆန်းမှာအလောင်းဖော်တာတွေစက်တိုင်လုပ်ခဲ့ပါတယ်။ဒီလိုမျိုးလူမသိသူမသိသေဆုံးသူတွေအများပြရှိခဲ့ပြီးစစ်ကောင်စီဘက်ကမှန်ကန်တဲ့တရင်အချက်လက်မထုတ်ပြန်နိုင်ခဲ့ပါဘူး။ငလင်နောက်ဆက်တွဲအနေနဲ့မန္တလေးမြို့ကရက်ွက်တွေရဲ့80ရာခိုင်နှုန်းလောက်ကိုပါတပတ်ကျော်အထိရေမီးဖြတ်ထားခဲ့ပါတယ်။ ။လလင်ပင်းကြောင့်မန္တလေးမြို့မှာပြုံမကြပဲကြံနေတဲ့အဆောင်တွေကအကြောင်းရာရင်းနဲ့နေရန်ကွာကြတာဒီကြောင့်လမ်းမပေါ်ထွက်အိတ်ကြရပါတယ်။လမ်းမပေါ်အိတ်နေတဲ့သူတွေအတွက်စစ်တပ်ရင်းစားတဲ့စစ်ကောင်စီလုံခြုံရေးဖွဲ့တွေကိုလုံးဝမမြင်ရပါဘူး။ဒီကာလဟာမန္တလေးမြို့ပေါ်မှာနေရတဲ့စစ်တပ်ကြက်ပြောင်ငက်ပြောင်ပျောက်တဲ့ကာလလို့ဆိုရမှာဖြစ်ပါတယ်။အပူပေါ်အပူဆင်းလို့ဆိုရမှာပါ။အရင်ကတည်းကလူရမှုထုံကားခဲ့တဲ့မန္တလေးမြို့ကသက်ခိုးဓမြရန်ပူလာပြန်ပါတယ်။ည၈နာရီလောက်ဆိုရင် စိုက်တွဲတွေစိုင်ကယ်တွေနဲ့ဒုတ်သားတွေပါတဲ့ဖွဲ့ကရက်ွက် တယ်ပတ်နေပြီးအပြင်ထွက်အိတ်တာတော်မှဘေးမှာဓာတ်ထားအိတ်ရတာလို့မြို့ကန်တောင်ကပြောပါတယ်။ချန်အိတ်တာဆန်မြို့နယ် 63 32 33လမ်းကြောင်းကကွန်ဒိုမှာလဲတက်ခန်းပိုင်ရှင်တွေကပြူကြမှာကြောက်လို့ရှောင်နေကြတဲ့အချိန်တခိုးရင်ကအိမ်ထဲကရှိခဲ့တဲ့တန်းအိမ်သုံးပစ္စည်းနဲ့ရွှေငွေတွေခိုးယူခံခဲ့ရတယ်လို့သိရပါတယ်။အေဗီလာ9ရက်ညပိုင်းမှာလဲမဟာအောင်မြင်မျိုးနဲ့စိန်ပန်းရက်ွက်ထင်အမှုချမ်းဝင်စည်းဖို့စူးစမ်းတာမျိုးပြည်သူတွေဝိုင်းလိုက်ကြပြီးမြေတရက်ခန့်လွတ်သွားတယ်လို့သိရပါတယ်။ ငလင်လှုပ်ပြီးနိုင်ပိုင်းမှာနာမည်ကြီး Sky Villa နဲ့ Grey War Hotel တို့မှာစစ်ကောင်စီတပ်သားလုံခြုံရေးအနေငယ်တွေ့ရပါတယ်။မလ29ရက်နေ့မှာတော့အင်အားလေးရောက်နေစစ်ကားတစီကင်းလှည့်တာကိုတွေ့ရပါတယ်။ April 1ရက်နေ့မှာတော့လုံခြုံရေးအင်အားအများပြားနဲ့မန္တလေးမြို့ကစီပင်ရုံထဲမှာငလင်ဘေးတင့်ပြည်သူတွေကိုလူဒန်းပွဲဆိုတဲ့ခေါင်းစဉ်နဲ့ခန်းနာလုပ်ပါတယ်။ငလင်လှုပ်ပြီး၄ရက်ကြာမှာစစ်ကောင်စီရှိနေသေးတာကိုတပ်သေးပြနိုင်တဲ့လှုပ်ရှားမှုအနေငယ်ကိုတာမြင်တွေ့ခဲ့ရတာပါ။ငလင်ကြီးလှုပ်ပြီးစစ်ကောင်စီပထမဆုံးမန္တလေးမြို့မှာထုံလုပ်ခဲ့တဲ့ထုတ်ပြန်ချက်ကကျောင်းအနီးနေထိုင်သူတွေကို ပြောင်းရွှေ့ကြဖို့အမိန့်ပေးတဲ့စာပါဝေဖန်နေတဲ့ဂျာကပဲကျုံးပေးမှာစစ်တပ်ယာယီတင်းဆဲလုံးထိုးပေးခဲ့ပြီးမကြခင်မှာပဲကျုံးပေးနေပြည်သူတွေကိုကုသိုလ်တော်ဖျားဝင်ပတ် အမြန်ရွှေ့ပြောင်းခိုင်းတာပါကင်စင်ရေးလုံခြုံရေးစံမိုင်းကိစ္စအဝဝကိုပြည်သူတွေအလုံးကိုဒုကိုဒစနစ်နဲ့သာလှုပ်ဆောင်ခဲ့ရတာပါတပတ်ကျော်ကြာမှရှုံလောင်းရှာဖွေမှုတွေကိုကင်စင်ဖွဲ့တွေကစွဲကောင်းကောင်းနဲ့ဆက်ရှာပြီးနေကြပါတယ်မြေပေါ်ကိုလုံလုံအဆောက်ပြိုကျတာတွေလည်းလုပ်နေပါတယ်အေပီလ9ရက်နေ့မှာစစ်ကောင်စီရဲ့မန္တလေးတိုင်းဝန်ကြီးချုပ်ရင်တန်းဟာလု ံချုံရည်တွေနဲ့မြို့တွင်းလှည့်လည်ခဲ့ပါတယ်။အဲ့ဒီညမှာပဲကျုံတပင်းနေထိုင်သူတွေကိုညာရင်းချင်းအပြေးရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။တကယ်တော့ AB9 ရည်နေမှာအာနာသိန်းကောင်းဆောင်မန္တလေးကိုလာမှမို့ကျုံပင်းမှာရှာရည်နေတဲ့ငလင်တဲ့ပြည်သူတွေကိုအမြန်ဆုံးရွှေ့ပြောင်းခိုင်းတာလို့သိရပါတယ်။ ဧပြီလ6ရက်နေ့မှာဗတ်တူးဘော်လုံးကွင်းကိုယာယီတဲတွေစောင့်လုပ်ခဲ့ပြီးလမ်း30 82 83မင်္ဂလာဆင်းဟောင်းနေရာကငလင်ပေးတင်ပြည်သူတွေကိုပြောင်းရွှေ့နေတာပြီးပြုလုပ်ခိုင်းခဲ့ပါတယ်။ချင်းရတဲ့မိသားစုဝင်တွေဆုံရှုံလို့ပြည်စည်းဥစ္စာတွေဆုံရှုံရလို့အိမ်မရှိတော့လို့မန်လီမြို့ကပြည်သူတွေကဝမ်းနဲ့ပူဆွေးနေကြချိန်မှာပဲစစ်ကောင်စီကတော့ရှက်ပိုင်းတွင်ရောက်လာမဲ့တကြံပွဲအတွက်မန်တက်စောင့်နေပြန်ပါတယ်။ဆလပီအင်းတော်မျိုးကိုတော်လိုင်းပူပေါင်းတက်များအပိသက်သိမ့်ပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့စံမြင်းဤမှာရှိတဲ့အင်းတော်မျိုးကိုအမျိုးသားညီညွတ်ရေးဆိုရာ NUG လောက်ကန်တက်တွင်နဲ့ APSD အကြောင်းသားတက်ကရှစ်လနီးပါးကြာတိုက်ခိုက်ပြီးရဲ့နောက် AP 9ရဲ့ညောင်ပိုင်းမှာအပိသက်တိမ်ပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။ AP 9ရဲ့ညာရှင်နိုင်ကမှာအင်းတော်မျိုးမှာတခုတည်းကျန်ရတဲ့စစ်ကောင်စီတပ်ရဲ့ဂျပန်နိုင်ငံကုန်းကိုတော်လိုင်းပူပေါင်းတက်တွေကတိမ်ပိုက်ပြီးရဲ့နောက်အင်းတော်မျိုးကိုအပိသက်တိမ်ပိုင်နိုင်ခြင်းဖြစ်တယ်လို့ရှီလန်တရင်အရင်မြင့်အမျိုးသားတောင်းကပြောကြားခဲ့ပါတယ်။